်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လမ်းမှာတိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်338အနီးကစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြားဒီကနေ့အောက်တိုဘာ22ရက်နေ့ညနေ3:00နာရီချိန်တိုက်ပွဲဖြစ်နေတာကြောင့်လမ်းပိုင်းအုံပြုတဲ့သူတွေတတိထားသွားလာကြဖို့နဲ့လက်ရှိမှာလမ်းပိုင်းလဲရာကြီးပိတ်ဆို့နေတယ်လို့သိရပါတယ်338မိုင်ဆိုတာကမန္တလေးမြို့တွေဝင်တော့မယ်လေ ဒေါက်တာဦးနဲ့မိထီလာကြာမှာပါဒီမနက်ရန်ကုန်ကိုသွားဖို့မန္တလေးကအထွက်မှာတိုက်ပွဲဖြစ်နေတယ်ဆိုလို့စောင့်နေတာအချိန်ကနေ့လယ်ပိုင်းလေးရောက်နေပြီရန်ကုန်အဝင်နောက်ကျသွားနိုင်လားရောညပိုင်းမမောင်းကျင်လားရောနောက်ရက်အေးဆေးဖြစ်မှာပဲသွားတော့မယ်ဟုမန္တလေးမြို့ကညူချေးမြမရဲ့သတင်းရင်းမြစ်ကပြောပါတယ်တော်လိုင်းရေးပူပေါင်းတက်တွေဟာရန်ကုန်မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ်338 339အနီးကပြင်စီအမြန်လမ်းရဲကင်းစခန်းကိုတိုက်ခိုက်နေတာလို့သိရပါတယ် တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့တပ်ဆိုင်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖက်ကအသေးပေးထုတ်ပြန်တာမျိုးမရှိသေးပါဘူး။အမြန်လန်းတိုက်ပွဲတွေနဲ့ပတ်သက်လို့မလို့အဖဲအမြန်လန်းအသုံးမပြုဘူး။ကားမှန်ချမောင်းဖို့လမ်းကိုညာပိုင်းအသုံးမပြုကြဘူး။တိုက်ပွဲဖြစ်ပွားရင်ရောက်ရနေရာမှာရက်တန့်ပြီးလုံခြုံတဲ့နီးစပ်ရာနေရာတွေမှာနေထိုင်ကြဖို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက2024ခုနှစ်အမြန်လန်းတိုက်ပွဲပေါ်ဆောင်နေစဉ်ကလေးကတတိပေးထားပါရယ်။ ဆက်လက်ပြီးကြောက်ဖြူစိတ်ကန်းတို့အမေရိကန်တပ်ရောက်ရှိလာမှုကြောင့်မင်းအောင်လိုင်တရုတ်ဘက်တို့အကူအညီတောင်းနေပြီးဟုသတင်းထွက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာလ22ရက်နေ့တွင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အနီးရှိစိတ်ကန်းဧရိယာတွင်အမေရိကန်တပ်ဖွဲ့တချို့ရောက်ရှိလာကြောင်းသတင်းပေါ်လာသည့်နှင့်အမျှမြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့အလွန်တုန်လှုပ်နေကြပြီးအကြီးအကဲမင်းအောင်လိုင်သည်တရုတ်အစိုးရဘက်သို့အကူအညီတောင်းနေသည်ဆိုသည့်စစ်အတွင်သတင်းရင်းမြစ်များမှဖော်ပြလာပါသည်။ တရင်ရင့်မြများအရာကြောက်ဖြူစိတ်ကန်းသည်စေအုပ်စုအတွက်မဟာဗျူဟာအရာအရေးပါဆုံးနေရာတစ်ခုဖြစ်ပြီးတရုတ်နိုင်ငံ၏တရုတ်နိုင်ငံ၏ Vat and Rock Project အတွက်လည်းအထူးတောင်းပန်ရှိသောစိတ်ကန်းဖြစ်ကြောင်းသုံးသက်သူများကဆိုကြပါသည်။ထိုနေရာသို့အမေရိကန်အကြောင်းအရာပါဝင်သည့်တပ်ဖွဲ့များရောက်ရှိလာသည့်အခါတရုတ်ဘက်အနေဖြင့်လည်းမတက်မတာဖြစ်လာသည်ဟုဆိုသည်။အမေရိကန်တပ်များသည်စေအုပ်စု၏အာဏာကိုဖိအားပေးရန်နှင့်ရခိုင်တပ် AA ကိုအထောက်ပံ့ပေးနေခြင်းအဖြစ် စစ်အုပ်ချုပ်ရေးအဖွဲ့ကသတ်မှတ်နေတော့လေနိုင်ငံကသုံးသက်သူများအနေနဲ့အမေရိကန်တပ်များသည်ပြစ်ခတ်တိုက်ခိုက်မှုမဟုတ်ဘဲနယ်နိမိတ်အတွင်လူမှုအကူအညီနှင့်စစ်ဆေးရေးလှုပ်ဆောင်ရန်အတွက်ရောက်ရှိလာခြင်းဖြစ်နိုင်သည်ဟုဆိုကြပါသည်။ထို့သောမင်းအောင်လှိုင်အနေနဲ့မိမိအာဏာတည်နေရာအတွက်မျှော်လင့်ချက်မရှိတော့ကြောင်းသိမြင်လာပြီးတရုတ်အစိုးရဘက်သို့လွှတ်လွတ်ဝဲဝဲတောင်းဆိုမှုများပြုလုပ်နေကြောင်းသတင်းရင်းမြစ်များကဖော်ပြနေပါသည်။တရင်တရက်အရာမြောက်လိုက်သည့်တရုတ်ဘက်ကစစ်ရေးအထောက်ပံ၄ချောင်းစောင့်ကြက်မှုနှီးပညာများနှင့် တန်တမန်အဆင့်တိုက်ပွဲအထောက်အကူများတောင်းဆိုနေသည်ဟုသိရပါသည်။တရုတ်ဆိုရအနေနဲ့လည်းအမေရိကန်တပ်များ၏အနိတဝိုက်လှုပ်ရှားမှုများကိုသတိနှင့်ကြည့်နေပြီးမြန်အောင်လိုင်း၏တောင်းဆိုမှုကိုတိုက်ရိုက်ဖြေကြားတုံ့ပြန်ခြင်းမရှိသေးပေအခြေအနေကိုစောင့်ကြည့်နေခြင်းသာဖြစ်သည်ဟုတရုတ်သတင်းရှိမြစ်တချို့ကဆိုပါသည်။ကျပ်ဖြူစိတ်ကမ်းမှလေတက်အခြေစိုက်စကန်အသည့်တစ်ခုဖြစ်ဖွဲ့စည်းရန်စေအုပ်စုကအကြံစီရှိနေပြီးထိုနေရာကိုထိန်းချုပ်နိုင်ပြီဆိုလျင်တရုတ်နှင့်အမေရိကန်နှစ်နိုင်ငံအတွက်မဟာဗျူဟာတံပိုးရှိသောနေရာဖြစ်လာမည်ဟုလည်းတုံသက်သူများကထပ်မံထောက်ပြပါရယ် ရှခိုင်တန်အေအေးများအနေဖြင့်လဲအမေရိကန်တပ်များ၏လှုပ်ရှားမှုကိုအစိုးရတပ်ကလွှဲမားစွာဖော်ပြနေခြင်းဖြစ်ပြီးအကြံဖတ်ဟုတုံသောစစ်တပ်ကိုဖိအားပေးရန်နိုင်ငံတကာကအရေးယူမှုတစ်ခုသာဖြစ်သည်ဟုသတင်းထုတ်ပြန်ခဲ့ကြသည်။ရှနေ့အထိမင်းအောင်လာ၏အမည်ပါလှုပ်ဝက်စာတစ်စောင်ကိုတရုတ်တန်ယုံသို့ပေးပို့ထားကြောင်းထိုစာတွင်မြန်မာနိုင်ငံ၏စစ်ရေးတည်တံ့မှုအတွေ့တရုတ်၏အမြဲတမ်းပံ့ပိုးမှုကိုယုံကြည်ကြောင်းဟုသောစာသားပါဝင်နေသည်ဟုသတင်းတချို့ကထပ်ဆင့်ဖော်ပြနေသည်။ သတင်းအမှုပညာသမားများအနေနဲ့လည်းယခုအခြေအနေကိုအမေရိကန်နှင့်တရုတ်တို့၏ညှိနှိုင်းမှုမရှိသေးသောစစ်အခြေအနေတစ်ခုဟုချုပ်ဆိုကြပြီးမင်းအောင်လိုင်းအတွက်နောက်ဆုံးအဆင့်တစ်ခုသို့ရောက်နေပြီဟုသုံးသပ်ကြသည်။ကြောက်ဖြူတဝိုက်တွင်လည်းယနေ့အထိစစ်တပ်များနှင့်အေအေတပ်များအကြပစ်ခတ်မှုများဆက်လက်ဖြစ်ပွားနေပြီးနေပြည်တော်အထိဖိအားတက်လာနေကြောင်းသတင်းများထပ်မံပေါ်လာနေသည်။တနည်းအားဖြင့်အမေရိကန်တပ်ရောက်ရှိလာမှုသည်မင်းအောင်လိုင်းအတွက်မဟာဗျူဟာတပ်တန်းအစုံသက်စတင်ချက်တစ်ခုဖြစ်လာနိုင်ကြောင်းနိုင်ငံရေးသုံးသပ်သူများကပြောကြားသည်။ ဆက်လက်ပြီးတန့်စင်မျိုးနဲ့အတွင်းစစ်အုပ်စုတိုက်ခိုက်ခံရပြီး၅ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းတန့်စင်မျိုးနဲ့အရှိချမ်းမှာစစ်ကော်မရှင်တပ်သားတွေတိုက်ခိုက်ခံရပြီး၅ရောက်သေဆုံးခဲ့တယ်လို့ပကဖတန့်စင်မျိုးနဲ့ကသတင်းထုတ်ပြန်ပါတယ်။အော်တိုဘာ20ရက်မနေ့ကမနက်9နာရီခွဲဝန်းကျင်မှာတန့်စင်မျိုးနဲ့အတောရွာကနေကာဘိုးရွာသို့ပြန်တက်ဆုတ်လာတဲ့စစ်ကော်မရှင်တပ်သားတွေကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်ခံရတဲ့စစ်ကော်မရှင်တပ်သား9ယောက်နေရာမှာတင်သေဆုံးပြီး 12ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။အဆိုပါတိုက်ခိုက်မှုကတန့်စင်မြို့နယ်ပကဖားရွှေဘိုခရိုင်အမှတ်52ပြူဟာတရင်ရေဥပကဖားနဲ့ PLA တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီးကာဘိုးပြူစော်တီစခန်းကိုတက်ပြန်ခေါက်သည့်စစ်ကြောင်းဂျားဖြတ်တိုက်ခိုက်ခံရပြီးစစ်သားနှစ်ပြူဆက်တအူးတည်ဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းတန့်စင်မြို့နယ်မှာတက်အချင်းအပြောင်းလုပ်ဖို့ပြန်လာတဲ့အကြံဖက်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား၁၁ယောက်ပွဲချင်းပြီးတေဆုံးကဆုတ်ခွာသွားတယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထောက်ဝင်းရှိသူကသတင်းဌာနကိုပြောပါတယ်။အော်တိုဘာလ20ရက်မနေ့မနက်ပိုင်းကတန့်စင်မြို့နယ်အတော်နယ်ဒဲကုန်းရွာတွေကနေကပ်ဘလူးမြို့နယ်ကာဘိုးပြူစော်တီစခန်းကိုပြန်လာတဲ့အင်အား90ခန့်ပါအကြံဖက်ပူပေါင်းစစ်ကြောင်းကိုကာဘိုးတရနာအယောက်မှတော်လန်ရေးတပ်တွေကစောင့်ကြည့်ပြီးကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ စစ်သားနယ်ပြူစောတိတွေပါတဲ့အကြံဖတ်စစ်ကြောင်းဟာဖိခဲ့တဲ့အော်တိုဘာလ18ရက်နေ့ကလေးကတန့်ဆယ်မှုနဲ့အတွင်ဝင်ရောက်နေခဲ့တာလို့လည်းသိရပါတယ်။စာခါရီဘက်ကခင်းချင်းနာကိုဖျက်တိုက်တာပါစစ်တပ်ကောင်ဖွဲ့ချင်းပြီးတည်တာဟုတ်ပါတယ်လို့ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထောက်ဝင်ရှိသူကသတင်းဌာနကိုပြောပါတယ်။တန်ဆယ်မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာတော့တိုက်ပွဲအတွင်းစစ်သားနဲ့ပြူစောတိ9ယောက်မျက်မြင်သေးဆုံးပြီးအပြင်အထံထိခိုက်ဒဏ်ရာရတဲ့သူ12ယောက်ရှိခဲ့ကြောင်းနဲ့ဒဏ်ရာရသူတွေနဲ့အလောင်းတွေကိုစေအုပ်စုက အဲ့ဒီနေ့နေ့လယ်ပိုင်းမှာပဲကားနဲ့ပြန်သေးသွားခဲ့တယ်လို့ဆိုထားပါတယ်။အဆိုပါတိုက်ခိုက်မှုကတန်းစင်မြို့နယ်ပကဖားရေဦးမြို့နယ်ပကဖားပေါ်ဦးစစ်ကြောင်းရေဦးပကဖားလက်ယုံတပ်ဖွဲ့နဲ့ PLA တို့ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးမြန်မာနိုင်ငံထိုက်တင်တလောက်တည်ငြိမ်အေးချမ်းနေပြီဟုနိုင်ငံအနှံ့နေ့စဉ်လေးကြောင်းဘုံကျဲနေသည့်စစ်ကောင်းဆောင်ပြောဒုတာဝန်အရေးသုံးပါစောင့်ထိန်သူများကိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်မဲပေးရန်မင်းအောင်လိုက်လိုက်လံစီယုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝန်ထိုက်တဲ့လောက်တည်ငြိမ်အေးချမ်းနေပြီလို့စစ်ကောင်ဆောင်ဖျောင်းလိုက်ကမနေ့ကပသိမ်တက်နယ်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကိုရောက်ရှိချိန်ပြောဆိုခဲ့တယ်လို့မနေ့ကစစ်အုပ်စုဝါဒဖြန့်မီဒီယာကနေထုတ်ပြန်ကြပါတယ်အခုအခါနိုင်ငံတော်ထိုက်တင်တဲ့လောက်တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီးတနိုင်ငံလုံးတည်ငြိမ်အေးချမ်းစေဖို့အတွက်စစ်တပ်အနေနဲ့ဆက်လက်ဆောင်ရွက်နေတယ်လို့အကြံဖတ်မြောင်းလိုင်းကပြောပါတယ် အကျန်းဖက်စစ်ကောင်ဆောင်ဟာထိုက်တင်တဲ့လောက်တည်ငြိမ်အေးချမ်းနေပြီလို့ပြောဆိုထားပေမယ့်တဖက်မှာမြေပြင်စစ်ကြောင်းထိုးတာတွေနဲ့လေကြောင်းကနေပုံတဲတာတွေကိုနိုင်ငံတော်ဝန်ကြီးစင်ပြုလုပ်နေတာဖြစ်ပါတယ်။အနောက်တောင်တိုင်းစစ်ဌာနချုပ်ခီးစင်အတွင်အကျန်းဖက်မြောင်းလိုင်းကရွှေကောက်ပွဲကျင်းပနိုင်ဖို့ကြိုးတင်ပြင်ဆင်ဆောင်ရွက်နေကြောင်းနဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့လုံတင်လုံထိုက်တာတွေကိုမပြတ်မကွက်လှုပ်ဆောင်ဖို့ပြောဆိုခဲ့ပါသေးတယ်။စစ်သားတယောက်ချင်းစီတိုင်းအနေနဲ့လုံတင်လုံထိုက်တာတွေနဲ့နေစဉ်ဆောင်ရွက်ရမယ်။ဦးရေထောက်တာဝန်တွေကိုမပြတ်မကွက်လှုပ်ဆောင်ဖို့ကိုလည်းမြေအောင်လိုင်းကတိုက်တွန်းထားပါတယ်။ ရှမ်းပြည်ရဖဆိုတဲ့ပြည်သူတွေနဲ့တွဲဆောင်ချိန်မှာလဲအကြံဖတ်မင်းအောင်လိုင်းကရွှေကောက်ပဲမှာဒေါတာဝင်းအရေးသုံးပါစောင့်ထိန်သူနိုင်ငံရေးလုံခြုံရေးစီးပွားရေးနဲ့အုပ်ချုပ်ရေးအမြင်ရှိတဲ့ကိုယ်စားလှယ်တွေကိုမဲပေးဖို့ပြောဆိုခဲ့ပါသေးတယ်။ဒီနေ့ကုံမှာကျင်းပမယ်ရွှေကောက်ပွဲကိုပထမချိန်မှာ102မြို့နဲ့ဒုတိယချိန်မှာမြို့နယ်102တတိယအချိန်ဆိုပြီး3ချိန်ခွဲပြုလုပ်သွားဖို့အစီအစဉ်ထားတာဖြစ်ပါတယ်။ ဆက်လက်ပြီးအာဆီယံထိပ်သီးအစည်းအဝေးတက်ရန်အကြံဖတ်စစ်ကောင်ဆောင်မြောက်လိုင်းကိုဖိတ်ကြားခြင်းမရှိဟုဆိုရဲဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ပြုလုပ်မည့်အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်ရန်အကြံဖတ်စစ်ကောင်ဆောင်မြောက်လိုင်းကိုဖိတ်ကြားခြင်းမရှိဟုသိရှိရကြောင်းမလေးရှားအစိုးရနှင့်ပုံမှန်ထိတွေ့ဆက်ဆံမှုများလုပ်နေသည့်ဒေါ်လာရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရစေ။အော်တိုဘားလ26ရက်နေ့မှာအော်တိုဘားလ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင် 48ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန်ခေါင်းဆောင်စည်ရင်တွင်မရောက်နိုင်ပါဝင်သည်ဟုအကြံဖတ်စစ်တပ် lobby များကဝါဒဖြန့်နေကြတော့လေလက်တွေ့တွင်မလေးရှားကမရောက်နိုင်ကိုဖိတ်ကြားထားခြင်းမရှိဟုသိရှိရပါသည်။အာဆီယံဥက္ကဋ္ဌမလေးရှားကထိပ်သီးအစည်းအဝေးတက်ဖို့စီကောင်းဆောင်ကိုဖိတ်ထားတာမရှိဘူး။ထိပ်သီးအစည်းအဝေးတက်ဖို့ကအာဆီယံဥက္ကဋ္ဌကဖိတ်မှတက်ရတာပါ။အခုထပ်တိတော့ဖိတ်ထားတာမရှိဘူးလို့သိရတဲ့ဟူမလေးရှားနိုင်ငံသားရေးဝန်ကြီးဌာနနှင့်ထိတွေ့ဆက်ဆံမှုရှိနေသည့်တော်လန်ရေးသတင်းရင်းမြစ်ကဆိုပါတယ် မလေးရှားနိုင်ငံတွင်ပြုလုပ်ကျင်းပမည့်48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးတက်မည်ခေါင်းဆောင်များဆိုင်ရင်တွင်မြောက်လိုင်းနာမည်ကိုထည့်သွင်းဖော်ပြခဲ့သည့်မလေးရှား New Straight Time သတင်းဌာနကအခုအခါမြောက်လိုင်းနာမည်ကိုအာဆီယံထိပ်သီးအစည်းအဝေးတက်မည်ခေါင်းဆောင်များဆိုင်ရင်မှဖြုတ်ပယ်ပြီးအမှားပြင်ဆင်မှုများလှုံ့ဆော်သွားသည် အာဆီယံထိပ်သီးအစည်းအဝေးတွင်အမေရိကန်အပါအဝင်ကမ္ဘာနိုင်ငံကြီးများ၏ခေါင်းဆောင်တို့ချို့တက်ရောက်မည်ဖြစ်ပြီးအရှေ့တီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်အဖြစ်လက်ခံခြင်းအာဆီယံဥက္ကဋ္ဌရာတို့ကိုဖိလစ်ပိုင်နိုင်ငံတို့လွှဲပြောင်းခြင်းအပါအဝင်ကမ္ဘာရေးရာနှင့်မြန်မာရေးရာတို့ကိုလည်းဆွေးနွေးသွားမည်ဖြစ်ကြောင်းမလေးရှားမှလာသောသတင်းများတွင်ဖော်ပြချပါသည်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။